မြစ်တာရေလောင်တမန်စီမံကိန်းကြောင့်လဲမြေဆုံးရှုံးခဲ့တဲ့လယ်သမားတွေအတွက်အစားထိုးပေးတဲ့မြေတွေဟာစိုက်ပျိုးမရတဲ့ကုန်းမြေတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဒီသတင်းကိုတော့ခွန်ဘတာကတင်ဆက်ထားတာပါရှင်မကွေတိုင်းကန့်ကောကရင်ထဲမှာအစိုးရကအကောင့်ထက်ပေါ်ဆောင်ရွက်နေတဲ့မြစ်တာရေလောင်တမန်စီမံကိန်းကြောင့်ရေလွှမ်းမှုခံရမဲ့ရွာလေးရွာကလယ်ယာမြေနဲ့အိန္ဒိယတို့အတွက်အနာပိုင်တွေကအစားထိုးမြေတွေပြန်လည်ဖော်ထုတ်ပေးထားပါတယ်ဒါပေမဲ့အဲ့ဒီမြေတွေဟာလယ်ယာမြေမဟုတ်တဲ့အပြင် တချို့နေရာတွေမှာကြောက်တဲမြေတွေဖြစ်နေတာကြောင့်ဒေသခံတွေကလက်မခံဘူးလို့ပြောဆိုနေကြပါတယ်။လေယာမီတောင်မှာ1581အကတည်းကသူတို့ဖော်ထုတ်ထားပါတယ်ဆိုတဲ့ကိုပြောပါတယ်သူတို့က။ဒါပေမဲ့တကယ်တော့နောက်ပိုင်းကိုလိုက်လာကြည့်တော့ကတည်းကလက်တွေ့ကြည့်တဲ့အခါကျတော့ဒီမြေတွေဟာ1581အကဆိုတာပြည်လည်းမပြည့်မိဘူး။လေမြေသူတို့ဖော်ထားတဲ့အတာဒါတွေဟုတ်ပါတယ်။ဒါတွေဆိုလို့ရှိရင်တဲမြေတွေခဲပါလုံးဝလုဆားလို့မရဘူးလေမြေကို။နိုင်ငံတော်ကတကယ်စေတနာရှိလို့လုပေးတာပါဆိုတဲ့ဟာတွေကလေလေနဲ့မတူဘူး။ ရာရာနဲ့မတူတဲ့အကြောင်းကိုဒါကျွန်တော်တနေငံလုံးသိအောင်ပြောချင်တာပါဒါပြရာဒါလေလေနဲ့တူအောင်ဆိုရင်အရန်တဲ့ရှိရမယ်မြင်းစင်းမြလွာလဲကောင်းမွန်ရမှာဖြစ်ပါတယ်အခုလက်ရှိလောက်ကန်နေတဲ့လေယာမြေတွေမှာတုံတိစာလှုပ်နိုင်တဲ့လေယာမြေတွေဖြစ်တယ်လို့ပြောပါတယ်ကိုထုကိုထဖောက်လုထားတဲ့ရေမြောင်းတွေနဲ့လည်းရေဝင်ရေထွက်အဆင်ပြေနေတာကြောင့်စိုက်ပျိုးရေအထွက်နှုံကောင်းတယ်လို့လည်းပြောပါတယ်1581ကတော့မဖို့သေးပါဘူး ူတို့ဖော်ပြီးတဲ့ဧကကဧက380ပဲရှိပါတယ်။အဲ့ဒီမြေတွေကအကြမ်းဖျင်းဖော်ဆောင်ထားတဲ့မြေတွေပဲဖြစ်ပါတယ်။အမေရိကန်ထွန်ရစ်စိုက်ပျိုးလို့ရတဲ့မြေတွေမဟုတ်ပါဘူး။ကုန်းတော်ပြင်ကြီးမှာဘယ်လိုလုပ်လို့လေတွေကထွန်ရစ်စားမှာလဲ။ရာမီဆိုတော့ထားပါတော့။လဲမီဆိုတော့လုံးဝမဖြစ်နိုင်ပါဘူး။မြန်မာပြည်လုံးတမန်စီမံကိန်းကို2000ခုနှစ်ကစပြီးအမှတ်80မြောက်ဦးစီးဌာနကနိုင်ငံတော်စီမံကိန်းအဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ် ဆယ်အလျားခုနှစ်မိုင်ကျော်ရှိပြီးရေဝုတ်ဧရိယာမြေဧက3,500ကျော်ရှိမယ်လို့စီမံကိန်းကသတ်မှတ်ထားပါတယ်။အဲ့ဒီလိုဆောက်လုပ်ရမှာစပယ်စိန်ပုံပနန်းရင်းမာစတဲ့ရွာလေးရွာဟာရေဝုတ်ဧရိယာထဲမှာပါဝင်နေပါတယ်။သူတို့တွေအတွက်ရထားတဲ့အိန္ဒိယအသည့်တွေကိုပြောင်းရွှေ့ပေးဖို့အနာပိုင်တွေကအကြောင်းကြားထားတာတွေရှိပါတယ်။ဒါပေမဲ့ဒေသခံတွေကမပြောင်းဘဲနေနေကြပါတယ်။ခုဆိုရင်ရွာလေးရွာကိုဌာနပေါင်းစုံကခဏခဏလာရောက်ပြီးပြောင်းရွှေ့ခန့်နေပါတယ်အခုလိုခဏခဏလာရောက်ပြောင်းရွှေ့ခန့်နေမယ်အစား ရွာလေးရွာတောက်ဆူချင်များအားလုံးကိုပြည့်ပြည့်စုံအောင်ဆောင်ရွက်ပေးရင်တို့ကျွန်တော်ရွာလေးရွာဟာအားလုံးကြောက်ရှိကြမှာဖြစ်ပါတယ်ဒီလိုပဲဆောင်ရွက်ပေးရင်တို့ရွာလေးရွာကြောက်ရှိမှာမဟုတ်ပါဘူးတက်ဆိုင်ရန်တာဝန်ရှိသူတွေကအရင်ရွာဟောင်းရဲ့အရှိတ်ဘက်တောင်ကုန်းပေါ်မှာနေထိုင်ဖို့အတွက်အစားထိုးအိမ်တွေကိုကြိုတင်ဆောက်လုပ်ပေးထားသလိုဆုံရှုံသွားတဲ့လေယာဉ်မြေတွေအတွက်လည်းအစားထိုးဖို့နေရာချပေးထားတာတွေရှိပါတယ်။ဒါပေမဲ့လေသမားတွေကချပေးထားတဲ့နေရာတွေကိုသဘောမကျပါဘူး။တောင်သူတွေကတော့လက်ရှိလောက်ကင်နေတဲ့လေယာဉ်မြေတွေလို့ မြေနေရာကောင်းတွေကိုရှာဖွေဖို့ထုတ်ပေးရမှာဖြစ်သလိုရွှေ့ပြောင်းရမယ့်နေနာခြေတွေကိုထိုက်တန်အောင် ပေးဖို့ကိုလည်းလိုလားနေကြပါတယ်။တောင်းဆိုချက်တွေကိုလိုက်လျောခြင်းမရှိဘူးဆိုရင်တော့မေတ္တာရေလောင်တမန်စီမံကိန်းလုံးဝဖျက်သိမ်းရေးကိုတညစ်တညွတ်ထက်တောင်းဆိုသွားမှာဖြစ်ကြောင်းပြောပါတယ်။ကျွန်တော်ခွန်ပါတာပါ။